မင်္ဂလာပါရှင်။ Shipy Agree and Food Blogger နေကျေးဇူးပါတယ်ရှင်။လူချင်းမင်းတို့အနေနဲ့ထမင်းစားပြီးချိန်မှာချူချူချင်းချင်းရလာရှိတာတခုစားကြင်ကြလိမ့်မယ်မဟုတ်လားရှင်။ဒါဆိုရင်တော့ဒီဗီဒီယိုလေးမှာချူချူချင်းချင်းရလာရှိတဲ့ group you lonely အကြောင်းနဲ့ group ပင်အကြောင်းအနေငယ်ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကလေးတို့ထုတ်ဖို့အတွက်တန်ဇီမီတာဂရုတိအလုံးတရာကြာ30ကျက်သားစားအနှဲငယ်လိုအပ်ပါတယ်ရှင်။ ြည်လူကြီးကတော့လက်ခုပြီးရွှေရှင်းပါတယ်ရှင်။ပမောင်းစုနေနဲ့ရင်းနဲ့တောက်ရင်စေးကြောထားတဲ့ဂရုတိကြီးကိုထိနှစ်ဖက်ဓာတ်နဲ့ဖြတ်ပြီးထချမ်းခွဲပါမယ်ရှင်။အဲ့နောက်တကြစာအနှဲငယ်ထည့်ပြီးဖုံးအုပ်ထားပါမယ်ရှင်။ကလူတိက ရေထွက်လာမှမို့ကလူရထွက်တဲ့အခါရေမထည့်ရပါဘူးရှင်။တကြရေမပြည့်ခင်နှစ်ခါသုံးခါလောက်မှွေပေးရပါမယ်ရှင်။ တရားရည်ပြဖို့ရန်အချိန်မိနစ်30ခန့်ကြာမြင့်တာကြောင့်ဂရုယုံမရခင်မှာအချိန်ကိုစောင့်ရင်ဂရုပင်အကြောင်းနည်းငယ်ပြောပြပြစီရှင်ဂရုပင်ဟာမြန်မာနိုင်ငံရဲ့တိတော်ရိုင်းလူလူမှာပေါ့ရောက်ရှင်သန်နိုင်တဲ့သဘာဝပေါက်ပင်ဖြစ်ပြီးညောင်ပင်မျိုးရင်းဝင်ပဲဖြစ်ပါတယ်ဂရုပင်ရဲ့အရွက်ဟာအနက်ငယ်သွေးလျှောက်ပြီး လူသားတွေရဲ့နှလုံးတစ်ချမ်းပုံရှိပါတယ် ူးခြားချက်အနေနဲ့ဂရုပင်ရဲ့ပန်းကအပြင်းမမတွေ့ရပဲအတီးအောင်ပွင့်ရင်ကန်ထဲမှာဖြစ်ပြီးငကြီးကောင်လေးတွေရဲ့အခုညင်းနဲ့ဝေမုံကူချင်းဖြစ်ပြီးတရေတဲတဲ့အသီးမျိုးပဲဖြစ်ပါတယ်ရှင်တပင်လုံးမှာအသီးသီးပြီးအသီးနုစင်မှာဝါညူရောင်ရင်းမဲ့လာရင် အနီရောင်ပြောင်းသွားတယ်ဆိုတဲ့အကြောင်းဘုဟုတ္တရဖြစ်ပွဲ တင်ဆက်ပေးလိုက်ပါတယ်ရှင်အခုဆိုရင်မိနစ်30လေးပြည့်ပြီမို့ ချွတ်ချွတ်ချင်းချင်းရတာရှိတယ်ဂရူယိုကိုစားလို့ရပါပြီရှင်ကျမကတော့အနံ့မွေးအောင်တံမြာကုန်းထည့်ပြီးထိုးတာပါတယ်ရှင်ဒီကြီးမင်းတို့အတွက်ဒီဗီဒီယိုလေးကသုံးဝင်နေဆိုရင် like share and subscribe လုပ်ပေးပါဦးနော်ရတာကောင်းမှုနဲ့ဒီစာရီကိုဖန်တီးနိုင်ကြပါစေရှင်တင်ဆက်သူကျမရွှေဖြိုး